အဓိကတော့ကလားနဲ့ကုန်းမကုန်းဘာကုန်းနဲ့ကုန်းမကုန်း Sunday တိုင်းမှာကျမမှာယောက်ျားမရှိပါဘူးကျမမှာချစ်သူမရှိပါဘူး single မှာ single single အစ်စ်မှာစစ်ပါဆိုပြီးတော့ဟလာကလားနဲ့တွားပြီးတော့ကုန်းတာပြီးကြတော့တို့ကဒေါ်လာ9.30ပဲရရတယ်ဘာမှမရဘူးတချို့ဆိုနှခမ်းနဲ့တရောင်းတောင်းတရောင်းတောင်းပဲရတယ်ခမားတို့ရဲ့တားသမီးကဟိုမှာခမားတို့မယားတွေကဟိုမှာ Singapore မှာကလားနဲ့ကုန်းနေဆိုတာရောတိတာတိကြတယ်အခု Singapore မှာရောက်ရှိနေတဲ့ကလကုန်းမှာလည်းကျွန်တော်မပြောလို့တော့ဘူး သူတို့ကိုဘလောက်ပဲပြောပြောသူတို့ကမနာတယ်လို့သူတို့ကမလုံးမှလည်းဟိုအမှတ်မရကြဘူးမင်္ဂလာပါရှင်အခုဒီဗီဒီယိုလေးကတော့စင်ကာပူနိုင်ငံမှာလုံလုံနေဆိုတဲ့အမျိုးသမီးပေါ့နော်ဒီညမာမျိုးသမီးတွေပါပဲဒီအမျိုးသမီးတွေကနေပြီးတော့ဒီကလာတွေနဲ့တော်တော်ပြီးတော့အတူနေတယ်ပေါ့နော်ကြကြမှုလို့မြန်မာနိုင်ငံကမိသားစုတွေကမသိဘူးဒါကိုဒီအမျိုးသားကနေပြီးတော့တည်တည်ချာချာလေးရှင်းပြလာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီလိုမျိုးအကြောင်းအရာတွေကလည်းပြုတ်ပြမဲ့သူကနေပါတယ်ပေါ့နော်ဘခုတူတိုက်ရစီရင်အတွက်ဖြူနဲ့တူအဆုံးထိလိုက်ပါကြည့်ရှုပြီးကိုလည်းဖိတ်ခေါ်လိုက်ပါတယ်ရှင် ကဲစင်ကာပူမှာကိုယ့်ရဲ့သမီးရှိတယ်ဆိုလို့ရှင်တတိတာထားလိုက်တော့တလားနဲ့လိုက်ကုန်နေတယ်ဆိုတာကတော့မှတ်ထားလိုက်တော့ဘာကြောင့်အဲ့လိုပြောလဲဆိုလို့ရှင်ဒီကံပြောပြမယ်အခုဒီမှာပြောပြတဲ့ဟာကကျွန်တော်အခြားလူမျိုးတွေမှာပြောပြဘူးကျွန်တော်တို့တိုင်းသားရှစ်မျိုးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အခြားလူစိတ်ဝင်စိတ်တယ်မဝင်စားဘူးเนาะဆိုတော့ ိုင်းတပါးမှာမြန်မာလူမျိုးဆိုတာအသီးသီးနိုင်ငံအသီးသီးမှာရောက်ရှိနေတဲ့မြန်မာလူမျိုးဆိုတာအများကြီးတဲ့အများကြီးဒါပေမဲ့လို့အတချိန်လုံးနာမယ်ထွက်နေတဲ့ဟာတော့စင်ကာပူပဲဖြစ်ပါတယ်ဒါကြောင့်မလို့စင်ကာပူမှာကိုယ်မှာတာသမီကိုယ်မှာကိုယ့်ရဲ့မိန်းမစင်ကာပူမှာရောက်ရှိနေတယ်ဆိုလို့ရှိရင်တတိသာထားလိုက်တော့ဘယ်လိုတတိထားရမလဲဆိုလို့ရှိရင်အဓိကတော့ကလားနဲ့ကိုယ်မကုန်းဘာကုန်းနဲ့ကိုယ်မကုန်း Sunday တိုင်းမှာ ကျမမှာယောက်ျားမရှိပါဘူးကျမမှာချစ်သူမရှိပါ single မှ single single အစ်စ်မှစစ်ပါဆိုပြီးတော့ဟာလာကလားတဲ့တွားပြီးတော့ကုန်းလာပြီးကြတော့တို့ကဒေါ်လာ9.30ပဲရတယ်ဘာမှမရဘူးတချို့ဆိုနှခမ်းနေတရောင်းတောင်းတရောင်းတောင်းပဲရတယ်နော်တချို့ဆိုနှခမ်းနေတောင်းမှဘာမှမရဘူးတို့စာလုပ်ကိုတမင်သွားစားတာရှိတယ်မြန်မာမျိုးသမီးတွေထဲကဒါကြောင့်မလို့ခုကစင်ကာပူမှာရောက်ရှိနေတဲ့မြန်မာပြည်သားတွေမြန်မာမိန်းကလေးသွားကြည့်လိုက်တို့ ပိုင်ထားတဲ့လက်သုပ်စာလက်သုပ်စာလေးကိုမထင်းချောင်းနိုင်ပဲနဲ့ဟုတ်လားကန်းချီမှာဘလူပြန်လောက်ကဘလူပြန်ယထားပေါ်မှာဘလူပြန်လောက်ကဘလူပြန်ပေါ်ရင်ကြီးကိုသူတို့မှာရှက်တရားမရှိအောင်အဲ့တော့ခမားတို့ရဲ့တားသမီးကဟိုမှာခမားတို့မယားတွေကဟိုမှာစင်ကာပူမှာနော်ကလားနဲ့ကုန်းနဲ့ဆိုတာရောတိလားတိကြလားအခုစင်ကာပူမှာရောက်ရှိနေတဲ့ကလကုန်းမှာလည်းကျွန်တော်မပြောလို့တော့ဘူးသူတို့ကဘလောက်ပဲပြောပြောသူတို့ကမနာတယ်လို့သူတို့ကမလုံးမှလည်းဟိုအမှတ်မရကြဘူး ဒါကြောင့်မလို့ခုလက်ရှိမြန်မာပြည်မှာရှိတဲ့ခမားတို့ရဲ့အတိုင်းအဝိုင်းခမားတို့မိပါတွေကိုကျွန်တော်ကပြောပြချင်းဖြစ်ပါတယ်ခမားတို့ရဲ့တာသမီးဟိုမှာဖားတယ်ဖြစ်နေတာဖားတယ်အလုပ်လုပ်တယ်ဆိုတော့ကျွန်တော်ပြောပြချင်းတာနောက်တစ်ခုကကိုယ့်ရဲ့တာသမီးကိုသွားကြည့်လိုက်ပါစင်ကူမှာရောက်ရှိမြန်မာနိုင်ငံကသူတွေသိအောင်လို့နော်တို့ရဲ့လာစားတင်း60ကနေတင်း60ကြားမှာရတယ်နော်တကယ်လို့တလားကိုတင်းတရားတင်းချစ်စဲ90ပို့နိုင်ပြီဆိုလို့ရှင်တတိတာထားလိုက်ဒါကလားနဲ့ကုန်းလုံးအဲ့လိုမျိုးပို့နိုင်တာစင်ကာပူရဲ့စီကံကဘာလဲဆိုတော့ကိုပိုင်စီးပွားရေးလည်းလုပ်လို့မရဘူး အရင်ကတော့သွားတွေ့လာလမ်းပေးနာမှာသူကဖျားလေးခင်းပြီးတော့သူ့ဟာသူရောင်းတာဟိုပစ္စည်းလေးတွေရောင်းတာဒါကိုရဲတပ်ဖွဲ့ကဖမ်းခံရတယ်ရောင်းပိုင်မှုရှိဘူးသူတို့ကအလုပ်တစ်ခုပဲလုပ်လို့ရမှာနော်အဲ့လိုရှိအလုပ်သွားနေတဲ့လူတွေပြောတာပါအလုပ်နဲ့သွားတဲ့လူတွေဆိုတော့တင်း40နဲ့တင်း60ကြားမှာပို့နိုင်မယ်တင်း70 90 100ပို့နိုင်တဲ့လူဆိုလို့ရှိရင်တချို့မိပါတွေကအပျော်ကြီးပျော်ပြီးဟိုမှာထိုင်စားနေတယ်ငါမင်းမကငါသမီးကဒီလောက်ပို့နိုင်ပါလားဆိုပြီးအပျော်ကြီးပျော်ပြီးထိုင်စားမပျော်နဲ့ ခမရဲ့သမီးကဟိုမှာဖားတယ်အလုပ်လုပ်နေတာခမသိလားဟမ်အထားစေခြင်းနဲ့ပြီးတော့တို့ကကလားနဲ့ကုန်းနဲ့ဆိုရင်လေအခုလိုမျိုး privacy ပေါ့နော်လက်ရှိ hotel မှာတူတူတိတ်တွားပြီးတော့ကုန်းတာမဟုတ်ဘူး public မှာ public မှာမြန်မာဆိုတဲ့နာမည်ကိုဖြစ်စီပြက်လို့ရအမြဲတမ်းလုပ်နေတာကတော့စင်ကာပူပဲဖြစ်ပါတယ်စင်ကာပူမှာရောက်ရှိနေတဲ့မြန်မာတိုင်းသား၈မျိုးထဲကအမျိုးသမီးတွေပဲဖြစ်ပါတယ်အဲ့ဒါကို MC သားလာပြောပြတာပါ ောက်တစ်ခုကတိုင်းပြည်ထဲမှာရှိတဲ့လူကြီးတွေတိဖို့လိုတယ်စင်ကာပူကနေပြန်လာတဲ့ main ကလေးဟူမှန်တမယကိုကောင်းတော့ကောင်းထားအောင်တွေးရတော့စစ်ဖို့လိုတယ်အဲ့လိုမျိုးသားတွေးမစစ်ဘူးဆိုလို့ချင်းမြန်မာပြည်မှာနောက်တနည်းနည်းဆိုလို့ရှိရင်တော့အဲ့ဒီเนาะပြောရတဲ့စကားရှိပါတယ်ဒီအဖို့တဖို့တဖို့ကြောင့်เนาะတိုင်းပြည်ကိုရောင်းစားလုပ်ရတယ်ဆိုတဲ့စကားရှိပါတယ်အဲ့ဒါဖြစ်လာမှာမြန်မာပြည်မှာအဲမှာရှိတဲ့ယောက်ျားလေးဟူမှန်တမယလူအလုံးဟူမှန်တမယ AIDS နဲ့ပဲတိတ်ကုန်တော့မှာဒါရတိတ်ကြပါတယ် ဲ့ဒါတိုင်းပြည်ကလူကြီးတွေသိဖို့လိုပါတယ်ကျေးဇူးပါဗျဟုတ်ကဲ့ပါရှင်ဒီအကိုဆက်ပြောပြတာကတော့အယုံလက်တက်တဲ့မိန်းကလေးတွေတတိထားတဲ့ယောက်ျားလေးတွေရဲ့အပြုတ်မှုပုံစံလေးတွေကိုပြောပြလာပါဘောနော်ဖြိုးနဲ့တူဆက်ပြီးနားထောင်ပေးကြပါအောင်နော်မိန်းကလေးတွေဘလို့ယောက်ျားမျိုးအိမ်တော်မပြုတ်တဲ့ဟူဆိုတော့နံပါတ်၁ကပိုင်းလုံးလိုကောင်းမျိုးနော်ကို့မှာပတ်စံရှိရာတီးတော့ကို့ stepping stone အနေနဲ့တက်ပြီးအမြင့်ကိုရောက်ချင်တဲ့ကောင်ရီးစားဘွားတော်ရဲ့လုံးဝဟလာ sponsor ကိုကပဲဝဝဲပေးနေရပါမစို့ နော်နောက်ဒုတိယတစ်ခုကအလုံးမလုံးချင်တဲ့ကောင်ဟိုအိမ်အောင်ကြာသွားလို့ကလေးရိုင်းကလေးတာထိန်းလိုက်အလုတ်ကိုလုံးဝမလုံးချင်တဲ့ကောင်မျိုးအဲ့တော့ခမည်းကဘလို့ဖြစ်လဲဆိုတော့အဲ့လိုယောက်ျားမျိုးယူလိုက်ကလေးနှစ်ယောက်ကိုရှာကြွေးနေရမယ်နော်နောက်ကြတော့နောက်တစ်ခေါင်းကြတော့မမားပွိုင်းနော်ဘာမှမဆုံးဖြတ်တဲ့သူ့အမေပါမှသူ့မိဆုံးဖြတ်ပြီးမှနေရတကအဲ့ဒါဆိုရင်ခင်ဗျာစိတ်ညစ်ရလိမ့်မယ်နော်ဟိုရောက်ခမကြီးကဘာဖြစ်တယ်ညာဖြစ်တယ်ပြောလိုက်တာနဲ့အိမ်တော်ကြီးရဲ့အဆင်မပြေတော့ဘူးနော် နောက်တစ်ခုကလက်ပါရေပေါ့နော်နေရတကထစ်ခနဲ့ရှိရင်လက်ပါရီးစားဘွားတွေအောင်လက်ပါဗျအဲ့တော့အိမ်တော်ကြတဲ့အခါကျရင်စဉ်းစားပေါ့နော်ပို့ပြီးတော့စိုးမယ်နော်နောက်တစ်ခုကကြတော့နော်လောကတဏှာကြီးရဲ့ကောင်ယောက်ျားတိုင်းကတော့နှာဘူးတွေပဲဟောဒီကိစ္စစိတ်ဝင်စားဒါမဲ့မဟုတ်ဒီကောင်တွေကဟိုမိမတိုင်းအောင်မှန်းတာမိမတိုင်းအောင်စမ်းကျင်တဲ့ကောင်မျိုးရေနော်ဟိုရီးစားဘွားတော့လည်းတစ်ချိန်လုံးဟိုတယ်ပဲသွားတယ်သွားတယ်အိမ်တော်ကြောက်လည်းလှုပ်တယ်လှုပ်တယ် ပြည့်ချောင်းတို့ပါယူသွားယူသွားခါကျရင်နောက်မေးမအောင်ပြောင်းပြီးတော့စဉ်းစားလိုက်မယ်ဟာလာအဲနောက်တစ်ခုကကြတော့ဟိုဟာပေါ့စော်ဝေးတယုံယုံနဲ့လူမှုရေးလည်းကောင်းတယ်ရုပ်တရက်ကြည့်ရင်တော့လူလိမ္မာလေးတို့ပဲဒါပေမဲ့စော်ဝေးတယုံယုံနဲ့သူယုံမာလည်းကောင်းမလေးတယုံယုံနဲ့အဲ့တော့ဟိုအဲ့လိုယောက်ျားမျိုးယူလိုက်ပြီးဆိုရင်အဲသူကအလုတ်ကိစ္စပါလို့ပြောပြီးတော့ဟာလာစော်သွားဖိနေမှာနော်အဲ့တော့ဒီလိုယောက်ျားမျိုးယူရှောင်းပြီးတော့နောက်ဆရာကြီးနေရတကဆရာကြီးလှုပ်ချင်တယ်ကို เนาะ तू လောက်တာမှာအမှန် तू များလောက်တာဆိုအမှားเนาะဟုတ်တယ်မလားဟိုကိုလောက်တာအမင်းကဒါဆိုအတော်မကြောက်ဒါလိုလိုလောက် तू ပြောမှာအမှန်အဲ့တော့ဟိုဒီအိမ်တောင်ရေးမှာဆိုရင် mutual respect ရှိရတယောက်ကိုတယောက်လေးစားရတယောက်အမြင်ကိုတယောက်လေးစားရဟုတ်လားအခုဒီလိုပြောပြအောင်ကျွန်တော်အောက်မှာပုံကောင်တွေလာရေးကြလိမ့်မယ်ပါညာเนาะအဲ့တော့ဒါကကျွန်တော်ပဝင်းခြင်းမှာမြင်တွေ့နေရတဲ့ဟာတွေကိုကျွန်တော်ပြောပြခြင်းဖြစ်တယ်เนาะအားလုံး thank you ဖြူရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ပထမအကူပြပြပေးသွားသလိုပဲစင်ကာပူနိုင်ငံကအမျိုးသမီးတွေဆန်တိတ်ရှိ900ပို့နိုင်ပြီဆိုရင်တော့တွေးဖို့လိုပြီပေါ့နော်နောက်ပြီးတော့လည်းဒီမိန်းကလေးတွေအားလုံးဗဟုသုတရဖို့ဆိုပြီးတော့ဒီအမျိုးသမီးတိုင်းရှောင်းတဲ့နယ်ယောက်ျားရဲ့အကြောင်းကိုပြပြပေးသွားပါပေါ့နော်ဟုတ်ကဲ့ပါဒီ profile လေးကြီးကြည့်ပြော်လဲအခုကြည့်နေအမျိုးတွေဗဟုသုတရလိုက်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းဖြူရဲ့ channel လေးရဲ့ဗဟုသုတရရဲ့အကြောင်းအရာကြီးဆယ်လီသတင်းမျိုးစုံကိုအမြဲတမ်းတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ဖြူရဲ့ channel လေးကို like subscribe နဲ့ထိုင်ဖို့တောင်းဆိုချင်ပါတယ်ရှင်ဖြူရဲ့ channel လေးကိုအားပေးကြည့်ရှုသူတယောက်ချင်းစတဲ့အကြောင်းကျေးဇူးများကြီးတင်ပါတယ်ရှင် ။ဒါဆိုရင်နောက်တစ်ဘလူမှာပြန်ဆုံကြမယ်တဒါ။